ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့မေလ16ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပရမဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့တပည့်ရင်စာတင်ကြောင်း၄ကြောင်းတိုက်ခိုက်မှုနဲ့စစ်ရာဇဝတ်မှုများအတွက်မဲအောင်မိုင်အပါအဝင်စစ်ကောင်းဆောင်များအမိန်ပေးသူလက်တွေ့လှုပ်ဆောင်သူနဲ့သတင်းမှန်ဖုံးကွယ်သောစစ်လော်ဘီများကိုအရေးယူမဲလို့ NUG ကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ စကိုင်းတိုင်းတပည့်ရင်စာတင်ကြောင်းလေကြောင်းတက်ခိုင်မှုနဲ့စစ်ရဆွေးမှုများအတွက်စစ်ကောင်းဆောင်များအမိန်ပေးသူလက်တွေ့လှုံ့ဆော်သူနဲ့တရင်မှန်ဖုံးကွယ်တဲ့လော်ဘီများကိုအရေးယူမှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကကြေညာလိုက်ပါတယ်။အကြံဖတ်စစ်အုပ်စုကျွလွန်ခဲ့ကျွလွန်လျက်ရှိတဲ့စစ်ရဆွေးမှုများအတွက်အထက်ကတာဝန်ရှိသူစစ်ကောင်းဆောင်များအမိန်ပေးစေခိုင်းသူအရာရှိများလက်တွေ့လုတ်ကైဆောင်ရွက်သူလေရင်မှုများအကြံဖတ်တပ်ဖွဲ့ဝင်များ ပန်ပိုးကူညီသူအားပေးအမြောက်ပြုသူများနဲ့တရင်မှန်ကိုဖုံးကွယ်လင်းညာနေကြတဲ့စစ်တပ် lobby များအားလုံးကိုဥပဒေနဲ့အညီအပြစ်ပေးအရေးယူနိုင်ရေးအတွက်နိုင်ငံတကာတရားရုံးများနိုင်ငံအလိုက်တရားရုံးများတွင်သာမကပြည်တွင်းတရားဥပဒေများနဲ့ပါတရားမျှတမှုဖော်ဆောင်နိုင်ရေးအစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း NUG ကကြေညာပါတယ်။ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းအဝိုင်းများအနေနဲ့လည်းအကြမ်းဖက်စစ်တပ်ရဲ့ယခုကဲ့သို့စစ်ရာဇဝတ်မှုများကျူးလွန်နေပြီးလိင်ညာဝါဒဖြန့်နှိမ်မှုများကိုအမှန်အတိုင်းသိမြင်နေကြပြီး အဆိုပါကျွလွန်နေမှုများရပ်တန့်စေရေးလက်တွေ့ကျသောအရေးယူပြပေးဆောင်ရွက်မှုများကိုပြုလုပ်ရန် NUG ကတိုက်တွန်းပါတယ်။မင်းအောင်လိုင်ဦးဆောင်တဲ့အကြံဖတ်စစ်အုပ်စုရဲ့အမိန့်ပေးညွှန်ကြားချက်နဲ့အကြံဖတ်လေတက်ကမေလ12ရက်နေ့နံနက်ပိုင်းစကိုင်းတိုင်းတဘေးရင်မြို့နယ်အိုတင်ကွင်းကြီးရွာမှာရှိတဲ့စာတင်ကျောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့ရမှာကျောင်းသားကျောင်းသူ22ဦးနဲ့ ဆီယမန်နှဦးတို့နေရရမယ်တည်ဆုံးခဲ့ကတရားဦးကျော်ဟာလည်းပြင်းထန်သောတရားရရှိခဲ့ကြောင်းဦးတင်ကွင်ကြီးရွာစာတင်ကျောင်းဟာမြို့သားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနမြို့နယ်ပညာရေးဘုတ်အဖွဲ့ရဲ့စီမံကုတ်ကဲမှုအောက်မှာဖွင့်ထားတဲ့အထက်တန်းကျောင်းတစ်ကျောင်းဖြစ်ကြောင်းသိရှိရပါတယ်မြို့သားညီညွတ်ရေးအစိုးရကဖွင့်လှစ်ထားတဲ့စာတင်ကျောင်းများဟာစစ်ကောင်စီတပ်များရဲ့တိုက်ခိုက်မှုများကြောင့် ပုံမှန်ကြောင်းဖွင့်ချိန်ကြောင်းတက်ချိန်အချိန်စရာအတိုင်းတင်ကြားရခြင်းမျိုးမဟုတ်ပဲအချိန်အနည်းပေါ်မူတည်ပြီးဖွင့်လှစ်တင်ကြားနေရခြင်းဖြစ်ပြီးယခုလေကြောင်းတက်ခတ်ခံရချိန်မှာလဲစစ်ရှောင်ရဲ့အတန်းနောက်ကျနေရတဲ့ကြောင်းသားကြောင်းသူများအတွက်ဖြစ်ဆွတ်အတန်းများဖွင့်လှစ်ရစာတင်ကြားနေကြခြင်းဖြစ်ကြောင်း NUG ကထုတ်ပြန်ပါတယ်အလားတူမေလ23ရက်နေ့မှာအကြံပတ်စစ်တပ်ကရခိုင်ပြည်နယ်ရတိတောင်မြို့နယ်ထွန်းရွေကြီးရွာဟောင်းကိုလေကြောင်းမှပုံကျဲချခဲ့ရမှာကလေးငယ်များ မိခင်များအပါအဝင်ပြည်သူ12ဦးသေဆုံးပြီး23ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတို့တူမေလ12ရက်နေ့နဲ့23ရက်နေ့များမှာလဲစကိုင်းတိုင်းမြင်းမှုမြို့ရှမ်းပြည်နယ်မန်တုံမြို့မိုင်းငေါ်မြို့နဲ့နောင်ချိုမြို့မန္တလေးတိုင်းမိုးကုတ်မြို့စကိုင်းတိုင်းဝက်လက်မြို့နဲ့ရွှေဘုံမြို့မှာကြေးရွာနဲ့ရွာမကိုတိုင်းရွှေချင်းမြို့တို့မှာလဲလေကြောင်းမှာဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးအရက်သားပြည်သူများတေဆုံးခဲ့ကြကြောင်းသိရှိရပါတယ် 2023ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှ2025ခုနှစ်မေလ12ရက်နေ့အထိအကြံဖတ်စစ်အုပ်စုကရန်ကုန်နဲ့နေပြည်တော်မှလွှဲပြီးကြံတိုင်းနဲ့ပြည်နယ်73ခုမှလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း2689ခုပြုလုပ်ခဲ့ပြီးအဆိုပါဖြစ်စဉ်များအတွက်ပြည်သူ343ဦးသေဆုံးခဲ့ရကြောင်းသိရှိရပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင်းစာတင်ကျောင်း240ကျောင်းစေယုံစေကန်66ခုနဲ့ဘာသာရေးအဆောက်အအုံ435ခုပျက်စီးဆုံးရှုံးခဲ့ရကြောင်း အကြံပတ်စစ်တပ်ဟာအပြစ်အခက်ရဲစေးရေးကြီးညာချက်များကိုဟန်ပြထုတ်ပြန်ထားပေမဲ့လက်တွေ့မှာတော့လေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးများနဲ့တိုက်ခိုက်မှုများလူအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုများကိုနေ့စဉ်ရက်ဆက်ဆိုးသလိုကျူးလွန်လျက်ရှိနေကြောင်းသိရှိရပါတယ်။တို့ရတဲ့စစ်ကောင်စီကအဲ့ဒီလိုစစ်ရာဇဝမှုများကိုမကျူးလွန်ရကြောင်းအကြံပတ်စစ်တပ်ချုပ်ကင်ထားတဲ့နိုင်ငံပိုင်မီဒီယာများဖြစ်ကြတဲ့ MRTV မြဝတီတို့မှတဆင့် ပြောင်ကြကြငင်းဆန်တဲ့တရင်မာများထုတ်လွှင့်ရဖြစ်စေစစ်တပ်လော်ဘီများစွာကိုငွေပေးအတုံးပြပြီးတရင်တုများပုံဖြတ်သောအချက်လက်များဖြန့်ချီခြင်းဖြင့်ဖြစ်စေဖုံးကွယ်ရန်ကြိုးစားလျက်ရှိကြောင်းသိရှိရပါသည်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့ဒေချောင်းတိုက်ခိုက်မှုများရစ်တန့်ရင်းနဲ့အစိုးရတိုက်ခိုက်မှုများအတွက်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှနည်းနိုင်ရေးအတွက်နီလန်ပေါင်းစုံအတုံးပြကအစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်ကြောင်း NUG ကကြေညာထားပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးချင်တာကတော့နေဆက်ကစစ်တပ်စခန်းတွေကိုစက်တိုက်သိမ်းယူနေတဲ့ KNU ရဲ့စစ်ရေးပြူဟောက်ဆိုတဲ့သတင်းတပုတ်ကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။ဘွာရင်တိုင်းရင်းသားလက်နက်ကင်တော်လိုင်းရေးအဖွဲ့ကြီးဖြစ်တဲ့ကရင်အမျိုးသားအစည်းအရုံး KNU ဟာကရင်ပြည်နယ်အတွင်းတိုင်းမြန်မာနယ်စပ်တလျှောက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုအခုနှစ်အတွင်းမှာပဲစက်တိုက်ဆိုးတလို့တိုက်ခိုက်သိမ်းယူနေပါတယ်။အတိကအပြင်တမဟာခုနှစ်နဲ့တမဟာလီစီရေလှူရှားရနေမြေတွေမှာရှိတဲ့နေဆက်စခန်းတွေကိုတိုက်ယူနေတာပါ KNU ကတင်းယူနေတဲ့နေဆက်စခန်းတွေဟာစေစုနဲ့တုံးကိုနှိပါနေရာယူတက်ဆွဲထားတဲ့ခြေကုပ်စခန်းတွေမဆုတ်တက်ခန်းစစ်စခန်းတွေ viewer စခန်းတွေဖြစ်ပါတယ်အခုနှစ်ပိုင်းအတွင်းမှာတက်မဟာခုနှစ်ဟာဖန်ခရိုင်လိုင်းပွဲမြို့နယ်ပိုင်ကြုံမြို့ဒေါနာတောင်တန်းအရှိချင်းထိုင်းနေဆက်တလျှောက်ကစစ်ကောင်စီတက်စခန်းတွေတဲ့ပူလူတူကလေဒင်းတခေါပီခွီမော်ဖာသူစခန်းတာလေဗျူဟာနဲ့မဲလာစခန်းကိုစက်တိုက်သိမ်းယူထားပါတယ် အဲ့ဒီဒေသမှာတမဟာကွန်းနဲ့ဆက်လက်တိုက်ခိုက်သိမ်းယူဖို့မော်ဖိုကီမော်ဖိုကီစခန်းနဲ့နော်ဒရာစခန်းတို့ပဲကြန့်ရှိပါတော့တယ်။တမဟာကွန်းနဲ့နေမြေထဲမှာရှိတဲ့နှစ်ပေါင်း30ကြော်ကြာလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ KNU ဌာနချုပ်ဟောမာနယ်ပလော့ကိုလည်းပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအတွင်းမှာ KNU ကပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။တမဟာလေးကလည်းတနင်္သာရီတိုင်းဒဝယ်မြို့အရှိတန်းထိုင်းနေဆက်အနီးကတီကီနဲ့တီတာတက်စကန်ကိုအခုမေလာအတွင်းမှာပဲစက်တိုက်သိမ်းယူထားပါတယ်။ တိကီဒေတာဟာဆိုရင်ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာမြို့ဖြစ်ပါတယ် KNU ရဲ့တိကီတီထာနဲ့မင်းသမီးတက်စခန်းတွေဟာ1998ခုနှစ်မှာစစ်တပ်လက်ထက်ကျရောက်သွားခဲ့တာဖြစ်ပါတယ်အခုတော့အဲ့ဒီတက်စခန်းတွေကို28နှစ်အကြာမှာ KNU ကတကြောပြန်ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ဒံယံရစစ်ကောင်စီတပ်ဖွဲ့ဝင်များကြောက်ဖြူစေးယုံကြီးမှာလုံခြုံရေးအပြည့်နဲ့စစ်ကူနေရာကြောင့်တင်ဆက်ပေးပါမယ်ခင်ဗျာ ကြောက်ဖြူတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များတိကဒံရန်ရသူများပြားနေပြီးအဲ့ဒီဒံရန်ရသူများကိုကြောက်ဖြူမျိုးစင်းယုံကြီးမှလုံခြုံရေးအပြည့်နဲ့စစ်ကူတမှုခံယူနေရကြောင်းစုံစမ်းသိရှိရပါတယ်။ဂရင်းနေရာဆက်ကြောက်ဖြူစင်းယုံကိုယခုရပိုင်းအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်ယာနဲ့ချီရောက်နေပြီးစင်းယုံပတ်ပတ်လင်းမှာလက်နက်အပြည့်အစုံနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကလုံခြုံရေးယူထားခြင်းဖြစ်ပါတယ်။ဒီရပိုင်းဖြစ်တဲ့တိုက်ပွဲတွေအတွင်းရောက်လာကြတာပါ။လူနာတယောက်ကိုလူနာစောင့်တယောက်စီပါတယ်။ ပြီးတော့ဆေးရုံအပေါက်ဝါမှာလည်းစစ်သားတွေကလုံခြုံရေးယူထားတာဆိုတော့ဆေးရုံကိုတက်ဆွဲထားတယ်လို့ပါပဲ။ဒါကြောင့်အရက်သားနေမကောင်းသူတွေတော့ဆေးရုံကိုသွားမပြရေးကြတော့ဘူးလို့ဆေးရုံနဲ့နှိစက်သူအမျိုးသားတူကပြောပါတယ်။ကြောက်ဖြူဆေးရုံကြီးမှာစေကုတမှုခံယူနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အရေးအတွက်ကို DMG ကစုံစမ်းနေပြီးလက်တလုံးမှာလုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကြောင့်အရက်သားလူနာများဆေးရုံကိုသွားပြရင်စိုးရင်ကြောက်လန့်မှုများရှိနေကြပါတယ်။ကြောက်ဖြူမျိုးအနည်းကကြေးရွာများမှာပြီးခဲ့တဲ့ မေလ10ရက်နေ့မှာ14ရက်နေ့ထိတိုက်ပွဲရက်ဆက်ပြင်းထန်နေပြီးစစ်ကောင်စီဘက်ကယာနဲ့ချီ၍အကြမ်းဆုံးရှိနေကြောင်းမြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။လစ်ကမောနဲ့မလာကျွန်းကြီးရွာကြားပြီးတော့အုံတော့နဲ့ကလပါကြီးရွာကြားနောက်ထပ်စီမောနဲ့တပြူတောင်ကြီးရွာကြားအဲ့ဒီနေရာတွေမှာတိုက်ပွဲတွေဆက်တိုက်ဖြစ်နေပါတယ်။မလာကျွန်းအနီးကတိုက်ပွဲမှာတော့စစ်ကောင်စီဘက်ကအကြမ်းအဆုံးဟာအလောင်းတောင်ထက်တယ်လို့မြေပြင်အခြေအနေကိုသိရှိသူသတင်းရင်းမြစ်တအူးကပြောပါတယ်။တညဝရီရေတဲ့ဌာနချုပ်အနီးစီမောကြီးရွာအနီး ဖေဖော်ဝါရီကစတင်ခဲ့တဲ့ကြောက်ပြူတိုက်ပွဲနှစ်လကျော်ကာလအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်200ထက်မနည်းကြာဆုံးက300ထက်မနည်းဒဏ်ရာရနေကြောင်းမြေပြင်သတင်းရင်းမြစ်များကပြောပါတယ်။လက်ရှိမှာစစ်ကောင်စီအမှတ်30နှစ်ရစ်တဲ့ရင်းနဲ့တဘာဝတန်းွေတန့်စင်တဲ့ OGT စက်ရုံအနီးကစကန်ကုန်းများအနီးထိတိုက်ပွဲ area ကျယ်ပြန့်လာနေပြီးအာရခတ်တပ်တော်ကကာကင်စကန်တချို့နဲ့လက်နက်ခဲယမ်းများတင်ပိုက်ရရှိထားပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ရှမ်းပြည်နယ်ထဲမှာ water ဖွဲ့မြေရှားတပ်တူထိုးယူနေလောက်ဆိုတဲ့တဲ့ရင်ကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်ခင်ဗျာ water ဖွဲ့ UWSA ထင်းချုံနေမြဖြစ်တဲ့မိုင်းဆက်မြို့ရဲ့တောင်ဘက်မိုင်းယွန်းဒေသမှာမြေရှားတပ်တူတွေနှစ်ခုတွေ့ရတယ်လို့ဂျူဒုကရည်ယူထားတဲ့ပုံတွေအရရှမ်းလူအခွင့်ရေးမန်တိုင်ကမေလ15ရက်မှာထုတ်ပြန်လာပါတယ်ဂျူဒုပုံတွေအရနက်ခုတ်မြစ်အရှေ့ဘက်၄ကီလိုမီတာအကွာမှာရှိတဲ့မြေရှားတပ်တူတွင်တစ်ခုဟာ2023ခုနှစ်ကလေးကစတင်ခဲ့တာလို့ ရှမ်းလူခွင့်ရေမှန်တိုင်းကဆိုပါတယ်။နောက်ထပ်တတွင်းကမြင်းနဲ့ပိုနီးကက်တဲ့2ကီလိုမီတာအကွာလောက်မှာရှိနေက2024ခုနှစ်နှစ်လယ်ပိုင်းမှာစတင်ခဲ့တာလို့ပြောထားပါတယ်။ဒီတွင်းတွေဟာကချင်ကတရုတ်ကုမ္ပဏီတွေတူးဖော်နေတဲ့မြေရှားသတ္တုတွင်းတွေနဲ့ပုံတံတူတယ်ဆိုတာကိုပုံနဲ့တကွနိုင်ရှင်ပေါ်ပြထားပါတယ်။ကချင်ကတွင်းတွေဟာတောင်ကိုအပေါက်ဖောက်ပြီးပိုက်တွေကတဆင့်ဓာတုပစ္စည်းတွေလောင်းထက်ကဒီအရေးတွေကိုကန်နဲ့ထည့်ပြီးမြေရှားထုတ်ယူကြတာဖြစ်ပါတယ်။ဒီလိုအောက်ခြေကနေတူးဖော်ထုတ်ယူတာကနေမြေပြူတာ မြေပေါ်မြေအောက်ရေတွေအစိတ်တင်တာငါးတွေနဲ့တော်ရန်တရိစံတွေတည်ဆုံးတာအပြင်စိုက်ပျိုးပင်မြေတွေကိုလည်းထိခိုက်စေပါတယ်အခုမြေရှားတက်တုတွင်းနေနီနီကက်ကက်ရှိနေတဲ့နတ်ခုံမြေဟာမိုင်းဆက်ဒေတာကရွှေလုတ်ကွက်တွေကြောင့်အဆင်းနဲ့အစိတ်ပါဝင်မှုမြင့်တက်နေတယ်လို့ထိုင်းဘက်ကစစ်ဆေးထုတ်ပေါ်ပြီးသူ့နိုင်ငံသားတွေကိုအတိပေးထားပါတယ်ဒါအပြင်မြေရှားတက်တုတွင်းတွေကအစိတ်တွေစွန့်ထုတ်မှုတွေလည်းရှိနေပြီဖြစ်ကြောင်းထိုင်းမြန်မာနယ်စပ်တစ်လျှောက်ကဒေတာခံတန်းကျော်ကိုထိခိုက်လာမှာကို စိုးရင်ပွဲရာတွေ့ရတယ်လို့ရှမ်းလူခွင့်ရေးမှန်တမ်းကဆိုပါတယ် UWSA ကနက်ခုံမြစ်ဘေးမိုင်းယွန်းဒေသမှာမြေရှားတပ်တူ24နေသလားဆိုတာနဲ့ပတ်သက်လို့ water ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကို BBC ကဆက်သွယ်မေးမြန်းထားပေမဲ့အကြောင်းပြန်ကြားတာမရှိသေးပါဘူးဒီလာထဲမှာ UWSA ရဲ့ဆက်မှုနဲ့တပ်တူဦးစီးဌာနကလုံးတက်29နှစ်နဲ့အထက်ရှိတဲ့ဒုတိယအဆင့်တာဝန်ရှိပုဂ္ဂိုလ်ကြားရီရှိုးနဲ့ကျင်းဝမ်းယုံတို့နှစ်ဦးနားယူခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ နောက်ဆုံးတင်ဆက်ပေးခြင်းကတော့တာယာဝတီ PDF တက်ခွဲမှုနဲ့တက်ဖွဲ့ဝင်ဖန်ခံရပြီးတူးအသက်ခံရဖန်စီထားတဲ့ PDF တက်ခွဲမှုဖုံးကနေတော်လိုင်းအဖွဲ့တွေကိုစစ်ကောင်စီကဆက်သွယ်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာပဲခူးတိုင်းအုတ်တွင်းမြို့နယ်ပေါက်ခေါင်းအုတ်တွင်းလမ်းပိုင်းမှာ PDF တက်ဖွဲ့ဝင်အုပ်စစ်ကောင်စီထံမှဖန်စီခံရရပြီးတူးအသက်ခံခဲ့ရကဆက်လက်ဖန်စီထားတဲ့ PDF ရဲ့ဖုံးကနေတခြားတော်လိုင်းအဖွဲ့တွေထံဆက်သွယ်မှုတွေပြုလုပ်နေတယ်လို့တာယာဝတီခေအမတ်တက်ရင်ထံကနေသိရှိရပါတယ်ဖန်စီခံရသူနှုတ်မှာ ပဲခူးတိုင်းစစ်ဌာနအမှတ်20ပြူဟာတာယာဝရီခိုင်3831အမှတ်1တရင်တက်ခွဲငါကျိုးပင်ကောက်ဟီရိုပျောက်ကြားတက်ဖွဲ့ကတက်ခွဲမှုမူဂျိုလေးနဲ့တက်ဖွဲ့ဝင်စုဖွားတို့ဖြစ်ပြီးမေလ9ရက်နေ့မှာအဆိုပါလမ်းပိုင်းတိုင်းစိုက်ကဲနဲ့တွားစဉ်စစ်ကောင်စီတက်ဖွဲ့တွေရဲ့ဖမ်းဆီးတာကိုခံခဲ့ရတာလို့ဆိုပါတယ်။တက်ခွဲမှုမူဂျိုလေးနဲ့အတူဖမ်းခံရတဲ့ရဲဘော်စုဖွားကတော့အသက်ခံလိုက်ရတယ်လို့သိရပါတယ်။အဖမ်းခံရတဲ့နေကလေးကအသက်ခံရတယ်လို့ကြားရတာပါလို့ တာယာဝရီခေအမတ်တက်ရင်383တမှာတာဝန်ရှိသူတို့ကပြောပါတယ်။တပ်ဖွဲ့ဝင်အုပ်ဖန်စီခံရပြီးအဆိုပါနေ့ညပိုင်းမှာပဲဖန်စီခံရတဲ့တက်ခွဲမှုမူဂျိုလေးရဲ့မိုဘိုင်းဖုန်းနဲ့အမတ်တက်ရင်383တရင်မှုတန်စစ်ကောင်စီကဆက်သွယ်လာခဲ့တယ်လို့သိရှိရပါတယ်။တက်ရင်မှုကိုတက်ခွဲမှုမူဂျိုလေးဖုန်းနဲ့ဆက်ကဆက်ကနေပြီးဖုန်းဆက်လာတယ်။ကျွန်တော်မူဂျိုလေးပါတဲ့မူဂျိုလေးပုံစံမျိုးနဲ့ဆက်လာတယ်။ တရင်မှုကမဟုတ်မှန်းလည်းသိရောအဲ့ကောင်တွေကဆဲဆုစင်ခေါ်ပြီးဖုံးချသွားတယ်လို့၎င်းကဆက်ပြောပါတယ်လက်ရှိမှာတက်ခွဲမှုမူကြိုးလေးကိုစစ်ကောင်စီတက်ရဲ့ကြက်မနဲ့ကြက်ရှာတာဝါရယ်စကန်မှာဖန်စီချုံအောင်ထားဆဲဖြစ်ပြီးတက်ခွဲမှုမူကြိုးလေးနဲ့ချိတ်ဆက်မှုရှိထားတဲ့တရင်တက်ဖွဲ့တွေပြည်သူတွေအနေနဲ့၎င်းရဲ့ဖုန်းမှာဆက်သွယ်လာပါကတက်ခွဲမှုမူကြိုးလေးမဟုတ်ကြောင်းတာယာဝရီခေမတ်တက်တရင်3831ကတတိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းရင်သတင်းထုတ်များနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နစ်တစ်ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ။